အညီမဆေယောမင်္ဂလာပါဟုတ်ကဲ့ပြည့်ရမှာကျွန်တော်တို့တငယ်ချင်းတွေစုံလုံးလေးကျွန်တော်တို့ဒါဝသားတုတ်တုတ်လှုပ်ရှားကြတာပေါ့နော်ဝသားတုတ်တုတ်ကိုကျွန်တော်တို့ဒါလှုပ်တတ်တဲ့နေ့တွေနဲ့ကျွန်တော်တို့လှုပ်ရှားကြတာပေါ့နိုင်ငံခြားမှာဆိုတော့ပေါ့နော်အဲကျွန်တော်လှုပ်တတ်တဲ့နေ့တွေနဲ့ပဲကျွန်တော်တို့လှုပ်ပြီးတော့စားကြပါတယ်ဒါကတော့ကျွန်တော်တို့ဟိုရှားတို့နရွက်တို့ကျွန်တော်အေးလှုပ်ထားပေါ့နော်ဒါကတော့ဦးဦးဦးပါတဲ့သဲပါတဲ့အစုပ်ပါတဲ့နရွက်ပါတဲ့ပေါ့နော်အစုံပေါ့အဲ့လိုမျိုးလေးတွေကျွန်တော်တို့လှုပ်ရှားကြတယ်ဗျာ ဒါတော့ဥရဲ့နရွက်ရဲ့အဆုပ်ရဲ့အသေးရဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အရင်ဆုံးလောက်ထားပါတယ်ပြုတ်ထားတယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ဥလေးတွေနူးသွားတာဖြစ်တဲ့အတွက်ဥလေးတွေကိုအရင်ဆုံးကျွန်တော်တို့ပြန်ဆယ်ထားလိုက်ပါဥလေးတွေလည်းနူးသွားပြီးတဲ့အတွက်အကုန်လုံးဆယ်ထားလိုက်ပါပြီအဲဥလေးတွေဆိုရင်ကျွန်တော်ကြက်ဥလိုနေရပါတော့ကြက်ဥကနောက်အသွားဝယ်နေရနောက်ကြနေရနေမို့ကြက်ဥကိုပြုတ်ပြီးတော့မှကျွန်တော်တို့အသေးပေါ့နော်အသေးကစောစောကပြန်ဆယ်ထားတာမာသွားတာပေါ့ အဲမာသွားတာပေါ့နော်အေးသွားတဲ့ခါကျတော့နည်းနည်းပြန်မာသွားပါမာသွားတဲ့ခါကျတော့အသေးကိုကျွန်တော်တို့ပြန်နှွေးရင်းထဲမှာကြက်ဥကိုကျွန်တော်အခုမှထည့်ပြီးတော့ဝက်သားထုတ်ထုတ်တဲ့အခုမှထည့်ပြီးတော့ပျော့ရတာဖြစ်ပါတယ်ဒါကတော့ဥတွေပြန်ဆယ်နေရပေါ့နော်ဥတွေရှာတွေအဲကျွန်တော်တို့ကလည်းဗာလဲအဆုတ်ပေါ့နော်အဆုတ်တွေကျွန်တော်တို့အဲ့အရာတွေကိုပြန်ဆယ်ထားပြီးပါပြီအဲ့အရာတွေကတော့ကြက်ပါကြီးခင်ဗျာအချင်းကတော့ကျွန်တော်တို့မလုပ်ရသေးဘူးပေါ့နော်အချင်းလုပ်ဖို့တွေကျွန်တော်တို့စီစဉ်နေပါပြီ အချင်းကတော့ကျွန်တော်တို့ကျက်သွန်ဖြူကျက်သွန်ဖြူရဲ့ငြုပ်သီးစိမ်းရဲ့ကျွန်တော်တို့ထင်ရလေးပါတယ်ထင်ရခဲလေးပါတယ်ပေါ့နော်တံမြာကြီးနဲ့ကျွန်တော်တို့အဲ့ဒီအချင်းလေးလို့ဖို့လုံးနေပါတယ်ဗျာဒါကတော့ကျွန်တော်တို့ကျက်ပြီးသားဟာလေးတွေကိုပြင်ဦးတဲ့ကိုပြန်ဆယ်ထည့်ထားတာပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့တငယ်ချင်းတွေလည်းစုံသွားတာဖြစ်တဲ့အတွက်ဝက်သားဒုတ်ထိုးလေးတွေကိုလှုပ်ရှားကြပါတယ် ချမ်းမိစုစူဂျူတောက်တက်တဲ့သူကတော့စူဂျူနဲ့တောက်ကြပါတယ်စူဂျူမတောက်တဲ့သူကတော့ကျွန်တော်တို့အေးနဲ့တရားနဲ့ပေါ့နော်ဝသားတူတူနဲ့ကျွန်တော်တို့စားကြပါတယ်ဒါတော့တငယ်ချင်းတွေစုစားကြတာပေါ့နော်ကျွန်တော်တို့ standing ကနေဆိုတော့အလုပ်တွေပေးကြတဲ့ခါကျတော့စုံလုံးတွေမှာအဲ့ဒါမျိုးလှုပ်စားလိုက်ပါတယ်တကယ်ချင်းနေတဲ့တပြောတပါပေါ့เนาะကျွန်တော်တို့အဲ့လိုမျိုးလေးစုပြီးတော့လှုပ်ရှားကြတယ်ဗျာ အဖွဲ့ရလည်းတောင်းတယ်ကျွန်တော်တို့တငယ်ချင်းကဒါ15ရောက်လောက်ပေါ့နော်ဒါတော့အကုန်မပါသေးဘူးအိမ်မှာကြံခဲ့ကြသေးတာ15ရောက်လောက်ပေါ့ဒါလောသေးတော့ကျွန်တော်တို့15ရောက်လောက်ရှိမယ်ထင်တယ်15လောက်ကိုအဲ့လိုမျိုးစုပြီးတော့လှုပ်ရှားကြတယ်ကျွန်တော်ဒါလေးလှုပ်ရှားပြီးတော့ခါကြတော့ကျွန်တော်တို့ချင်းခတ်ကြမှာပေါ့နော်တနည်းနည်းလေးကိုကျွန်တော်အားကစားလုပ်တဲ့သဘောမျိုးပါပဲဗျချင်းခတ်မယ်ဒါလေးတွေလှုပ်ရှားကြတယ်တနည်းနည်းပြည့်ရမှာ အဲအဲ့လိုမျိုးလှုပ်ရှားကြတယ်ဗျာဒါပေမဲ့ပိတ်ရတိုင်းလည်းကျွန်တော်တို့သွားပြီးတော့အဲ့လိုမျိုးလှုပ်ရှားနိုင်ပါဘူးအဲဒါကတော့ကျွန်တော်တို့ဆိုတော့နည်းနည်းအသေးပေါ့နော်အသေးတွေကဆယ်ထားတာကြာသွားတော့နည်းနည်းမာသွားလို့မို့ပြန်လွှဲနေကြက်ဦးကိုကျွန်တော်တို့ထည့်ပြုတ်ထားတာဖြစ်ပါတယ်နေရာလေးတွေကတော့အဲ့ဒါနူးနေဖြစ်ပါတယ်ဗျာစားလို့ရနေပါပြီကျွန်တော်တို့အချင်းမရသေးလို့ပေါ့နော်အချင်းကတော့လှုပ်နေတာဖြစ်ပါတယ်ဒါတော့ဒီကြုပ်လေးနဲ့ဆိုတော့အသေးလေးမားနေတဲ့အသေးလေးကိုကျွန်တော်တို့ပြန်နှွေးလိုက်ပါမယ် ကျွန်တော်တို့အချင်းလဲရပြီအချင်းလဲရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စားလို့ရပါပြီဒါကတော့နုနေတာလေးကိုကျွန်တော်ကအရင်ဆုံးမြည်ကြည့်တာပါနော်အရသာလေးဘယ်လိုနေလဲဦးလေးတစ်ဖြတ်မြည်လိုက်သဲလေးတစ်ဖြတ်မြည်လိုက်နေရှာလေးတစ်ဖြတ်မြည်လိုက်နဲ့ကျွန်တော်မြည်ကြည့်ပါတယ်ဗျာအရသာကတော့ရှယ်မိုက်တယ်ခိုးတယ်ဗျာဒါကျွန်တော်တို့လှုပ်တတ်တဲ့နီးနဲ့ကျွန်တော်တို့လှုပ်ထတာဖြစ်ပါတယ်ဒါလုံကြီးလေးတွေကတော့ကျွန်တော်တို့လုံကြီးတွေကိုတင်မပြသေးပါဘူးဒါကတော့ကျွန်တော်တို့လှုပ်စားတဲ့အကြောင်းလေးကိုကျွန်တော်တို့ပြောပြတာဖြစ်ပါတယ်ဗျာ နောက်ကြရင်ကျွန်တော်တို့ဝက်သားထုတ်ထုတ်လုံနီးလေးကိုလည်းကျွန်တော်တို့လောက်တတ်တဲ့နီးလေးနဲ့ရှယ်ယာတင်းလုပ်ပြီးတော့ရိုက်ကူတင်ဆက်သွားပါမယ်ဗျာအဲကြလဲအားပေးကြပါဦးနော်ဝက်သားဝက်သားထုတ်ထုတ်ဆိုင်ဖွင့်ဖို့တော့မဟုတ်ဘူးဗျာအဲနောက်မှလည်းဖြောပြေးအစီအစဉ်တွေကဖြောပြေးနေတာဗျာဒါမှမဟုတ်ကျွန်တော်အဲ့အတန်တွေကိုဖြောက်ထားတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ copyright တွေမိတာဖြစ်တဲ့အတွက် YouTube channel ကကျွန်တော်တို့အဲ့ နောက်ခံတခြင်းဟိုလာလောက်တာတွေကိုလက်မခံဘူးပြ copyright မေးလို့မို့ကျွန်တော်အဲ့အတန်းတွေကိုဖျောက်ထားတာဖြစ်ပါတယ်ဖျောက်ပြီးအစီအစဉ်ကတော့ကျွန်တော်ဝါသနာပါတဲ့လူတွေအဲ့လိုမျိုးပေါ့နော်အာဘလူးတူနဲ့ကျွန်တော်တို့မိုင်းနဲ့အလိုမျိုးတည်ဆိုတဲ့တခြင်းတွေဖြစ်ပါတယ်အဲ့ဒါ copyright မီလို့မဟုတ်အဲ့တန်းတွေကိုဖြုတ်ပြီးတော့မှကျွန်တော်တို့ဟိုပြန်ပြီးတော့တင်တာဖြစ်ပါတယ်ဗျာဒါကတော့မွန်လာဥနီပေါ့နော်ဟိုကဟိုကအချင်းရသွားပြီအဲကျွန်တော်တို့အချင်းရသွားပြီပေါ့နော် ဟိုကတော့ပူစီနံပေါ့နော်ပူစီနံပါတယ်ဒါကတော့ဟိုအချိန်ရပြီဆိုတော့ကျွန်တော်ထပ်ကြီးလိုက်မယ်ဗျအချိန်ရပြီဆိုတော့လေအရသာတော့ရှယ်မိုက်တဲ့အချိန်ကလေကျွန်တော်တို့ထင်ညာလေးနဲ့ထင်ညာလေးထင်ရပါတယ်ကျွန်တော်တို့အိုက်တဲ့မှာအချစ်သားများရေးပါတယ်ဂျင်းကြက်သွုံပြူပါတယ်ဗျနည်းနည်းမလေးညံထဲတာပါတယ်အရသာတွေတော့ရှယ်ပဲဗျကျွန်တော်ကတော့ဒရုန်းကြီးအကုန်လိုက်ကြီးတယ်ဗျဘေးကလူတွေကတော့ကျွန်တော်ကြီးနေတော့မနာလို့ဖြစ်ကြတယ်ဗျအရသာတော့ရှယ်မိုက်ရှယ်မိုက် ဟုတ်ကဲ့ဒီဟွာဝတ်သားထုတ်ထုတ်လုံးနည်းတွေကိုလည်းကျွန်တော်နောက်ကျရင်ကြုံရင်ကြုံသလိုရိုက်ကူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးကြပါဦး။ကျွန်တော်ရဲ့ Dota Let's Go ပေးလေးကိုလည်း like and share လေးနဲ့ကျွန်တော်ကိုအားဖြည့်ကူညီပြီးတော့အားပေးကြပါဦးနော်။အဲကျွန်တော်ကတော့ဒါကတော့အစားအသောက်တွေကိုအဲ check ပြောတော့ဝါသနာပါတာဖြစ်တဲ့အတွက်ကျွန်တော် check တက်ပြုတ်တက်တဲ့အရာလေးတွေကိုကျွန်တော်ရိုက်ကူတင်ဆက်ပေးသွားပါမယ်ဗျာ။ကျွန်တော်ဆက်လက်ပြီးတော့အားပေးကြပါဦးနော်။ ခုကတော့ဒါကတော့ကျွန်တော်တို့ဝတ္တုဆိုလုံနီးလေးကတော့ရိုက်ကူးတင်ဆက်သွားခြင်းမရှိသေးပါဘူးနောက်ကြရင်ကျွန်တော်တို့ဂျုံဂျုံသလိုရိုက်ကူးတင်ဆက်ပေးသွားပါမယ်နော်ကျွန်တော်နဲ့အတူဝတ္တုထိုးလေးတွေကိုစားကြမယ်ကဲဝတ္တုထိုးလေးကိုစားကြပါအောင်ဗျာမော်လာဥနီးကလည်းအရသာရှိတယ်ပူစီနယ်လေးနဲ့ပေါ့နော်